ဒီဗီဒီယိုဒရမမှာလာအဆက်ချောင်းလေးစာပြနေတာအားရစရာကြီးတကယ်ရောကောင်းရလားဆန်းစားကြည့်ပါမယ်နော်မာဒါရီပစ္စည်းလေးရောက်လာပြီဆိုတော့သူစဉ်လို့စာဖတ်ကြည့်လိုက်ရအောင်နော်ဒီနေ့မှာတော့သူစဉ်ကသူ့ရဲ့ပက်ကေ့အတိုင်းပေါ့နော်အစုံစေထုတ်မှလိုက်ပါလေရှင်သူစီကပုံစံလေးမျိုးထွက်ထားတယ်ပေါ့နော်ဒါလေးကကြတော့ဒီအဆက်အမွှားလေးတွေပေါ့နော်အသေးသေးလေးတွေနဲ့နောက်တစ်ခုကကြတော့အပြားကြီးကြီးပေါ့နော်ဒါလေးကတော့အဆက်ပြားပါရှင်နောက်တစ်မျိုးကကြတော့ဒါလေးကတော့အဆက်အချောင်းလေးတွေပါရှင်နောက်ဆုံးတစ်ခုကကြတော့ဒီလေးထောက်အတုံးလေးတွေပေါ့နော်ဒီမှာလာအဆက်ထုတ်တဲ့အလုံးကထိုင်းထုတ်တွေပဲပေါ့နော်ဒီမှာလေးပါရှင်ရှစ်ရှစ်ငါပေါ့နော်ရှစ်ရှစ်ငါဆိုတာဒါထိုင်းထုတ်ရှင်သူကထိုင်းကုန်မြင်းနဲ့ထုတ်ထားတာ နောက်ပြန်လဲ aspire ဒိတ်ကိစ္စလေးပေါ့နော်ဒီမှာလေးထုတ်လို့ရတဲ့ရတဲ့ဒီကုံဆုံးလေးရက်ကနော်တေချာရေးထားပေးတယ်ဟိုတရက်ဝဝင်လာတဲ့မုတ်တွေလိုမျိုးပေါ့နော်အဲ့လိုမျိုးဟိုဘယ်လိုမပြောမလဲအဲကုံဆုံးတဲ့ရက်လာထုတ်လို့ရတဲ့ရက်လာမတေချာအောင်အဲ့လိုမျိုးပုံစံတွေမရှိဘူးပေါ့နော် ဒီမာလာတွေအားလုံးကတော့ time မှာအရန်ရောင်ကောင်းတဲ့မာလာတွေပေါ့နော်အဲ့ဒါနဲ့စားကြည့်မယ်စားလို့ကောင်းလားမကောင်းလားဆိုတာစဉ်းစားတူတူလိုက်ကြည့်ပါဦးတရုတ်ဝင်လာတဲ့အဆက်ချောင်းတွေစားနေကြသူတွေအတွက်ကြတော့မဆန်ဘူးပေါ့နော်သင်းအတွက်တော့ဒါပထမဆုံးချိန်မာလာအဆက်ချောင်းအဆက်ပြားတွေစားစားဘူးတော့ပါရှင့်ဒီ၄တောက်တုံးလေးကိုစားစားကြည့်လိုက်တဲ့အချိန်မှာလေသူရဲ့အရသာလေးမာလာအနက်မမွေလေးနဲ့လေဒီမပော့မငန်လေးပေါ့နော်စားလို့ကောင်းတဲ့အနေထားလေးရှင့်အရသာရှိတယ်လို့ပြောရမယ်နော်ပြီးရနဲ့ဒီသူ့ရဲ့ texture ကြတော့လေကကြိကကြိနဲ့လေဝါလိုက်တဲ့ခါကျအထဲကစီတွေထွက်လာတယ်လို့မျိုးပေါ့နော်အနည်းဆက်ဆုံးပြောမှဆိုရင်အသာဓုကိုပျော့ င်ကြော်ထားပြီးတော့လေအရသာနေထားတဲ့ပုံစံလိုမျိုးပေါ့နော်ဒါပေမဲ့လည်းအရင်လည်းဣလုံးမနေဘူးနော်သူ့ပုံစံလေးကနည်းနည်းလေးခက်တထုပ်ပုံစံလေးပါရှင်နောက်တစ်မျိုးစာကြည့်မှာကတော့အဆက်ပြားလေးပဲဖြစ်ပါတယ်ရှင်သူကကြတော့လေဒီကင်မရာထဲမှာပဲအရာရဲတယ်ပေါ့နော်အပြင်မှာကြတော့ဒီလောက်ထိမရဲပါဘူးရှင်သစဉ်တရုတ်ဗီဒီယိုတွေကြည့်ရင်တော့လေတရားလေးကိုသူတို့ညှစ်ချလိုက်ရင်လေအစီတွေအများကြီးထွက်လာတယ်ပေါ့နော် တကယ်လည်းအစီများပါတယ်ရှင်ဒါပေမဲ့စားရတာအရသာကတော့လေဒီတစ်ခုကတော့သစဉ်တိတ်တော့မကြိုက်ဘူးသစဉ်အတွက်တော့လေဒီအရသာအငံအလေးဘက်ကိုပို့သွားတယ်လို့ပေါ့နော်နောက်ပြန်လည်းသူ့ရဲ့အဆက်ပြားလေးနည်းနည်းမှတယ်လို့မျိုးခံစားရရတယ်ရှင် ားသူတွေအတွက်တော့ကောင်းရင်ကောင်းမှာပေါ့နော်ဒါတော့သင်းရဲ့အထင်မြင်ပြောတော့ပါရှင့်သင်းတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ဒီတမျိုးတော့နောက်တစ်မျိုးစားမှာတော့အဆက်ချောင်းလေးပေါ့နော်ဒါလေးငငယ်ကလေးစားကြည့်ချင်နေတာပေါ့နော်အိမ်မှာတိတဲ့အတိုင်းပေးမကြွေးပေါ့နော်ဒီအဆက်ချောင်းတွေကတို့လို့တို့လို့ဆိုပြီးတော့ပြောနေကြလို့လေကြီးလာတော့လည်းမဝယ်စားဖြစ်ပေါ့နော်ခုမှပဲထိုင်ရထုတ်လိုက်ပြီဆိုတော့လေဝယ်စားကြည့်ကြည့်တာတော်တော်လေးစားကောင်းပါတယ်ရှင့်ဒီအဆက်ချောင်းကိုကြိုက်တယ်ပေါ့နော်ခုလိုမျိုးစီကိုညှစ်ချနေတာလဲကြိုက်ရေပေါ့နော်ခုမှပဲစန္ဒာတွေပြေဝတော့တယ်သူ့အရသာလေးကလည်းမလာအဆက်ခတ်မမွေးလင်းနေပေါ့နော်ပြီးရနဲ့ကကြိကကြိလေးနဲ့စားလို့ကောင်းတယ်ရှင့်နောက်ဆုံးတစ်ခုစားမှာတော့မလာအဆက်မွားလေးပဲဖြစ်ပါတယ်ရှင့်သူ့ရဲ့အရသာ စာကြည့်လိုက်တဲ့ခါမှာကျတော့လေဒီစစောကအဆက်ချောင်းနဲ့တိုက်ပြီးတော့မကွာဘောနော်မပေါ့မငန်ဘောနော်စာပြီးရင်စာချင်မရှင်ဒီမာလာအနံခတ်မမွေလေးနဲ့အဆက်ခတ်ပပလေးနဲ့တော်လီတော့စာကောင်းတာပဲတရောဝင်လာတဲ့မုတ်အမျိုးမျိုးတော်တော်များများကိုစာဘူးဝင်မဲ့ဒီမာလာအဆက်ချောင်းတစ်ခါမှမစာဘူးဘောနော်ခုထိုင်ရထုတ်တဲ့အဆက်ချောင်းနဲ့တရောဝင်လာတဲ့အဆက်ချောင်းနဲ့အရသာတူမတူဆိုတာတော့တစဉ်လည်းသိချာခွဲပြမတတ်ပါဘူးရှင်ဒီလိုမျိုးတည်းအကြိုက်ဆုံးပြောပါဆိုရင်အဆက်ချောင်းနဲ့အဆက်မွားတော့အကြိုက်ဆုံးပဲဘောနော်လေးတောက်တုံလေးရတော့ပုံမှန်ပဲဘောနော်ဒီအဆက်ပြားတော့စစောကပြောထားတဲ့အတိုင်းပဲဘောနော်တိတ်ပြီးတော့မကြိုက်ဘောနော်အရသာလေးတစ်ဘက်သွားလို့ Okay ဒီနေ့ video လေးကတော့ဒီလောက်ပဲဗောနော်သူကဆိုင်းဆိုင်းနဲ့လေးခက်ပပါလေးဆက်လာတယ်ဗောနော်အရင်လည်းမဆက်ဘူးစားလို့အရင်ကောင်းတယ်ဒါတော့သင်းတော်တော်ပထမဆုံးကြိမ်မာလာအဆက်ချောင်းစားဘူးတော့ဗောနော်ပုံမှန်ဆိုရင်တော့တရုတ်ထုတ်လေးတစ်ခါမှမစားဘူးတော့အရသာမသိဘူးအခုကထိုင်းထုံမလို့ဗောနော်ဝယ်စားကြည့်ကြည့်ရတကယ်လည်းစားကောင်းတယ်โอเคသင်းရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ကြတဲ့အတွက်အားလုံးထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ဒီကြောင်မှာပဲသင်းကဘာလေးတွေစမ်းပြပြီးတော့ဘာလေးတွေစားပြမလို့ဆိုတော့ကြည့်ချပါပြကြပါအောင်เนาะအားလုံးတို့ဆက်လိုက်ပါအားလုံးပဲတတ်တာ